။တရင်ကျွန်လာတဲ့နေ့ဟာလေတူးနေကြလို့ဆိုရမှာပါ။ဘာဖြစ်လို့တော့ဆိုတော့ရသော်ခရဟာဖယောင်းရှိပြီးတဲ့နောက်ခွန်တော်ဘာမြောက်အချိန်တိုင်းမှာဒါဝိနာနတ်ကြီးကိုတဲ့ပြီးတော့လေးလက်ခဲခဲပြီးအလွန်တရာရှည်လင်ဟာနဲ့အဘိဓမ္မာတရားရ90ကြာအောင်အော်ပြောပြီးလူပြည်လူလောကကိုပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲဂရင်းကျော်လာရှိပဲဖြစ်ပါပါရိစာပြေမှာဒေဝဘရဟတလက်တွေကဆင်းသက်လာတဲ့နေ့ ကျောင်းနေရာမှာမြတ်စွာဘုရားတခင်ကိုတော်ပြရခုစေကြောင်းတရင်သုံးနေထိုင်ပြီးပြီးမှတရားရှေရဆောဖွဲ့ကြလူပြည်မှာဟောင်းလူရှင်ယူလာတွေဟာရခုစေကြောင်းခိုင်ပြီးနားနိုင်မှာမဟုတ်ကြ။တကြောင်ဝလို့နတ်တီကိုပြီးတော့မြတ်စွာဘုရားအမေတော်မရှင်ရတဲ့တပည့်တော်မှာတရားတော်ရခုစေကြောင်းများတာဝန်ရနာနတ်ပြည်မှာဟောဟောပြီးတော့ဒီကနေ့လူတရင်ညလမ်းကြီးနေအခါနဲ့များမှာအဘိဓမ္မာတရားဟောကြားအဆုံးသတ် ကြီးတောင်းတဲ့အခါလူပြည်လူလောကပြန်လီကြချင်လာတဲ့လေဟာလည်းပဲတရင်းကျွန်းနာကီကေကျော်ရှိပါရဲ့